အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာမန်းတင်ရေးသားတဲ့ဒုတိယအရွယ်နှစ်ဆိုတဲ့စာအုပ်ထဲမှာ အနောက်မှအရှိသူဆိုတဲ့စာမားလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းသိန်ကြီးဖြစ်ပါတယ်အခန်းတည်း1959ခုနိုဝင်ဘာလ15ရက်နေ့ဒေါက်တာလက်ပိုစကီနဲ့တူနနက်6နာရီခန့်တွင်ဗင်ကူးဘာမှ လေရင်ပြစ်ထွက်ခွာလာရာ စီယာတဲချီကာဂိုမျိုးများကိုဝင်ရောက်ရနာလေသည်ချီကာဂိုတွင်ဒေါက်တာလက်ပေါ်စကီကြံရစ်ခဲ့ပြီးကျွန်တော်တယောက်တည်းညနေဆောင်တွင်ထွက်ခွာလာရာဝါရှင်တန်ဒီစီသို့နနက်3နာရီခန့်တွင် ရောက်ရှိလေသည်မြမတန်ယုံပထမအတွင်းဝန်ဦးပေအားအကြောင်းကြားထားတော်လဲလာရောက်ကြိုးစိုးခြင်းမရှိပါကဘယ်ကဲ့သို့စီစဉ်ရမည်နည်းဟုစဉ်းစားရင်းစိုးရိမ်မိလေသည် တို့ရတွင်လေရင်ကဆင်းလာပြီးမနီးမဝေးရှိအဆောင်တို့စိတ်တထင်ထင်ဖြင့်ရှောက်လာခဲ့စဉ်နောက်ဖက်မှပေါက်ဖော်ကြီးပေါက်ဖော်ကြီးဟူသောအတန်ကိုကြားရသဖြင့်လှည့်ကြည့်လိုက်ရာဥပေနှင့်ဥတန်ကြီးတို့ကို တွေ့ရှိရသောကြောင့်ဝမ်းသာမဆုံးဖြစ်သွားလေသည်ကျွန်တော်တို့သုံးဦးသည်မြို့ရဲသို့လာကတရုတ်ဆိုင်တစ်ခုသို့ဝင်၍ချမ်းချမ်းစီစီတွင်ဆံပြုတ်ပူပူကိုတောက်ကြပြီးနောက်ကျွန်တော်အား ရစ်တန်ဟိုတယ်သို့လိုက်ပို့ကြလည်သည်ထိုနေ့ညနေတွင်ထိတ်ကြားထားသည့်အချိန်ညနေစာစားရန်ဥပေ၏အိမ်သို့သွားရောက်ကာကဗတ်ဘန်တွင်တာဝန်ထမ်းဆောင်နေသူဒေါက်တာထွန်းသိန်းစစ်တမ်းမှုဘိုးမူကြီးလွင်တန်ယုံစင်းရရှိဦးကျင်နှင့်ဦးတန်ကြီးတို့လည်းရောက်ရှိနေကြသည်ချင်းမောင်ဟင်းငပိချံတညင်းသည့်တုဇရာများနှင့်ဗမာပီပီစားတောက်ရသောကြောင့်များစွာမြင်ရှိကြလေသည် ဒီငပိကမကြသေးခင်ကမြမပီကရောက်လာတာဗျချင်မောင်ဟဲနဲ့အလွန်ရင်းနှီးတဲ့သူတွေမို့ချက်ကျွေးရလွန်ခဲ့တဲ့နှွေကလေးကစိုက်ပြူထားရတာစားမဝင်ခင်အရွက်တွေကူပြီးရေခဲတက်တာထဲမှာစနစ်တကျသိမ်းထားရတာဟုတ်ဦးဖေက ပြောပြလေသည်ဝါရှင်တန်တွင်နှစ်ရက်ခန့်နေပြီးထင်ရှားသည့်နေရာများကိုလိုက်လံကြည့်ရှုလေသည်ဦးဖေ၏ဇနီးသည် ကိုယ်တိုင်ကားမောင်း၍သွားလိုသောနေရာများသို့လိုက်ပို့လေသည် ဟိုတယ်တွင်တရက်သာခံရသဖြင့်ဒုတိယညတွင်ဥကျင်ဤအိမ်တွင်တွားရောက်အေးရလေသည်။နိုဝင်ဘာလ18ရက်နေ့တွင်ဝါရှင်တန်မှမွန်လဲတနားရီခန့်တွင်လေရင်နှစ်ပင်ထွက်ခွာလာရာမကြာမီနယူးယောက်လေဆိပ်သို့ရောက်ရှိလေသည်။နယူးယောက်တွင်ကုလသမဂ္ဂအဆောက်အုံ၏အနီးတွင်ရှိသောဟိုတယ်တစ်ခုတွင်တည်းခိုရလေသည်။နယူးယောက်သည်ဝါရှင်တန်နှင့်စာလျှင်ပို၍စီကားရှုပ်ထွေးလာသည်။ နောက်တနေ့နနက်တွင်မြန်မာနိုင်ငံ၏ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်ရုံးသို့တွားရောက်ပြီးဥတန်ကိုတွေ့ဆုံလေသည်ထိုရုံးမှာပင်ဥတင်မောင်ဥပေါ်ထင်တို့နှင့်လည်းတွေ့ရသည် ကုလသမဂ္ဂထွေထွေညီလာခံကြီးတို့တက်ရောက်ရန်မြန်မာနိုင်ငံမှရောက်ရှိနေကြသောဒေါက်တာမောင်မောင်ဒေါက်တာညွန့်ဝေနှင့်ဒေါက်အဲမာဘရုတ်တို့ကို လာတွေ့ရလေသည်ကျွန်တော်တို့သည်သူတို့နှင့်အတူကုလသမဂ္ဂသို့ လိုက်ပါသွားပြီလေအချို့ကော်မတီစည်းဝေးများသို့တက်ရောက်နားထောင်ပါသည်ထိုနေ့မွန်လွဲပိုင်းတွင်ဒေါက်တာလက်ဘော့စကီရောက်ရှိလာရာသူနှင့်တူဌာနစုအကြီးအကဲများဖြစ်ကြသောဒေါက်တာဘာနီယာနှင့်အုပ်ချုပ်ရေးရာရှိမစ္စစ်ရိုကိုဗီနာတို့ကိုတွားရောက်တွေ့ဆုံသည်ကျွန်တော်၏အစီရင်ခံစာကိုပေး၍ဆွေးနွေးစရာရှိသည့်များကိုဆွေးနွေးပြီးငွေရေးကြေးရေးစည်ရင်ရှင်းစရာရှိသည့်များကို ရှင်းလင်းလေသည် နယူးယောက်တွင်ရှိနေစဉ်တွင် အာလတ်တီအခြေများတွင် Empire State အဆောက်အုံလွတ်လပ်ရေးကြောင်းရုံ Radio City အခြားသမိုင်းဝင်ထိမ့်မှန်အဆောက်အုံများသို့တွားရောက်ကြည့်ရှုလေ့လာပါသည်ထိုအတော်တွင် ကျွန်တော်၏ကျောင်းနေဘက်တငယ်ချင်းများဖြစ်ကြသောဦးမောင်မောင်တမာတိနှင့်ဘိုးမူအောင်ဝင်းတို့လည်းရောက်ရှိလာသောကြောင့်သူတို့နှင့်အတူညနေပိုင်းများတွင်နှံ့ဆက်အောင်တွားလာလှည့်လေကြည့်ရှုနိုင်လေသည် နိုဝင်ဘာလ20ရက်နေ့တွင်ဒေါက်တာလက်ပေါ်စကီအားတွေးဆနှုတ်ဆက်ပြီးလျင်ညနေ6နာရီခန့်တွင် KLN လေယာဉ်ဖြင့်နယူးယောက်လေဆိပ်မှထွက်ခွာလာရာတညာလုံးအက်တလန်တိတ်သမုဒ္ဒရာကြီးကိုဖျက်တမ်းပြန်တမ်းလာလေသည် လေယာဉ်ပေါ်တွင် မေးလိုက်နိုးလိုက်နှင့်လိုက်ပါလာရပြီးဟော်လန်နိုင်ငံအန်စတာရန်လေဆိပ်သို့နောက်တနည်းနည်းနဲ့9နာရီတွင် ရောက်ရှိလေသည် KLM လေယာဉ်သည် လန်ဒန်ကိုကျော်၍ထိုလျင်ကုမ္ပဏီရုံးချုပ်ရှိရာအမ်စတာဒန်ကို လာရောက်ဆင်းသက်ရခြင်းဖြစ်လေသည်ထိုမှတစဉ်လန်ဒန်သို့ဗြိတိရှလျင်ဖြင့်ပြန်တန်းလာခဲ့ရာနိုင်ဝက်ခံအချိန်တွင်လန်ဒန်လေစိတ်သို့ရောက်ရှိလေသည်လေစိတ်တွင်ကြိုတင်ကြောင်းကြားထားသည့်အတိုင်းမြမတန်ယုံမှပထမအတွင်းဝန်ဦးခင်မောင်နှင့်ကျွန်တော်၏မိတ်ဆွေကိုတင်ထွတ်တို့လာရောက်ကြိုဆိုနေကြလေသည် အခန်းနှင်းကျွန်တော်သည်လန်ဒန်တွင်ကိုတင်တို့စီစဉ်ပေးသည့်အချိန်သူနှင့်တူတိန်ထဲတွင်တီးတန့်အခန်းတစ်ခု၌တဲခိုနေထိုင်လေသည် သူနှင့်ကျွန်တော်သည်ငယ်စဉ်ကတည်းကယင်းဤခင်မင်ကဲ့သို့ဖြစ်သည့်အလျောက်သူ့အကူအညီကို အာမနာတန်ရယူနိုင်လေသည် သူသည်လွန်ခဲ့သောတစ်နှစ်ကျော်လောက်ကဝိလုံပညာသင်ကြားရန်လန်ဒန်သို့ရောက်ရှိနေသူဖြစ်သည်ကျွန်တော်ရောက်လာသည့်အချိန်တွင်မူသူသည် ဝိလုံပညာကို မတင်ကြတော့ဘဲလန်ဒန်တွင်တောင်းတင်နေက စာလိုက်ကြီးတွင် အလုံးလုံးလျက်ရှိလေသည် လန်ဒန်တွင်အနေကြသူကိုတင်ထွက်သည်ဘယ်လန်းကိုဘာနှင့်ဘလို့တွားရမည်ဘယ်ဌာနဘမရှိသည်ကိုသိနေသူဖြစ်သည်လန်ဒန်မြို့၏ယာတီဥတို့သည် အမဲလိုအုံမိုင်းနေသည်စမော့ခေါ်မိခိုးနှင့်စီးနှင်းရောထွေးနေသည်အကိုးငွေများသည်မြို့ကို လွှမ်းခြုံနေသည်တခါတရံ နေအောင်ကြီးများလက်လာလင်ရှင်ပြုံးကြရသည်ကျွန်တော်သည်ယတိရှကောင်းစီရှိအကြီးကဲများနှင့်တွားရောက်တွေ့ဆုံပြီးသူတို့စီစဉ်ပေးကြရာတမဝါယမဖွဲ့စည်းရေးနှင့်ပတ်သက်သည့်ပုဂ္ဂိုလ်များကိုတွားရောက်တွေ့ဆုံဆွေးနွေးမှတ်သားခြင်းမြေယာချထား၏အသင်းတို့တွားရောက်လေ့လာခြင်းစသည့်များကို ဆောင်ရွက်ရလေသည်ထို့ပြင်အင်္ဂလန်နိုင်ငံတမဝါယမများဖွဲ့စည်းရာတွင် တက်တက်ကြွကြွဆောင်ရွက်ပြီး စာအုပ်စာရက်များရေးသားထုတ်ဝေခဲ့ကြသည့်ဆာရစ်မော်ဆိုသူပုဂ္ဂိုလ်ကြီးနှင့်မစ္စစ်ဒစ်ဂဘီရိုကိုလည်းတွားရောက်တွေ့ဆုံကာဆွေးနွေးခဲ့ရလေသည်တနေ့တွင်မြန်မာတန်ယုံသူတွားရောက်၍တန်မတ်ကြီးဦးအောင်စိုးကိုဂါရဝပြုပြီးပညာရေးဆိုင်ရာတန်မှုဦးအေးမောင်ပထမအတွင်းဝန်ဦးခင်မောင်နှင့် အခြားတန်ယုံဝန်ထမ်းများကို တွေ့ဆုံလေသည်စစ်တမ်းမှုဘိုးဘိုးကြီးတိမ်မောင်ကိုလည်းသူဤရုံးသူ တွားရတွေ့ဆုံရာကျွန်တော်နစ်ကိုတင်ထော့အားအနီးနားရှိတရုတ်စားတောက်ဆိုင်တွင် နေလည်စားဖြင့်အကန့်သဖြင့်စားရင်းတောင်ရင်စကားလက်ဆုံးပြောမကုန်အောင်ဖြစ်ခဲ့သည်ဘိုးမူးကြီးတိမ့်မောင်သည်ကျွန်တော်နှင့်တက္ကသိုလ်ကျောင်းသားဘဝကလေးကတမကတွင်လှုပ်ဖော်ကံပန်းများဖြစ်ကြသည်အားလက်သည့်ချိန်များတွင်လန်ဒန်မြို့ရှိထေရှားသောနေရာအဆောက်အအုံများကို ကိုတင်ထို့၏အကူအညီဖြင့်တွားရောက်ကြည့်ရှု လေလာခဲ့ရလေသည်လန်ဒန်မြို့စဉ်ဘက်ကင်ဟမ်နန်းတော်နံပါတ်30ဒေါင်းနေလန်ပစ်ဒေးလီစကန်ဟိုက်ပတ်ဥယျင်တဘာဝပြတိုင်းလန်ဒန်တရာပါလီမန်အဆောက်အအုံအစရှိသော နေရာများသို့တွားရောက်ခဲ့လေသည်ထို့ပြင်ဆိုင်ဆရာကြီးတောမတ်ကားလိုင်းနှင့်ကဗျာဆရာဂျုံဂီတို့အိမ်များသို့လည်းရောက်ခဲ့သည် တနေ့တွင်မူမိရထားဖြင့်၃နိုင်ခန့်တွားရသည့်နမေကျော်ပြဇာတ်ကြီးဆရာကြီး ဝီလျံရှေ့စပီးယား၏ဌာနေစတက်ဖို့ဗန်အာဗင်တို့ရောက်ရှိပြီးသူ၏အိမ်ပြတိုင်းနှင့်ပြဆက်ယုံတို့ကိုကြည့်ရှုလေ့လာခဲ့သည် တနေသောနနက်ခင်းတွင်မစ္စတာစီဂျီရစ်ချတ်အင်းတို့ကိုတင်ထွန်းနှင့်တွေ့ရောက်ခဲ့သည်မစ္စတာရစ်ချတ်သည်မြန်မာနိုင်ငံတွင်ဒုတိယကမ္ဘာစစ်မဖြစ်မီကခရိုင်ခမားများတွင် အရေးပိုင်လုပ်ခဲ့သူဖြစ်သည်ကျွန်တော်နှင့်မူစစ်ပီးစာစစ်အုပ်ချုပ်ရေးကာလက တာယာဝတီတွင် စတင်တွေ့ဆုံခဲ့သည်ထိုစဉ်ကသူသည်ဘိုမူးကြီးအဆင့်ဖြင့်တာယာဝတီခရိုင်စစ်အုပ်ချုပ်ရေးအရာရှိဖြစ်လေသည်သူနှင့်ကျွန်တော်သည် အရေးပိုင်နှင့်မြို့ပိုင်ဟု၍အစဉ်တန်းကြွားချလျက်ရှိတော်လဲဝါဒနာတူချင်းဖြစ်၍မိတ်ဆွေရင်းချခဲ့သူခင်မင်ကြသည် သူသည်စာရေးဝါဒနာပါသူဖြစ်သည့်အလျောက်စာရေးဆရာပေါ့စာကျွန်တော်နှင့်သူအပြန်အလှန်လေးစားခင်မင်ကြလေသည် သူရေးသောစာအုပ်များကို ျွန်တော်ဖတ်၍ကျွန်တော်ရေးသည့်စာများကိုလည်းသူဖတ်သည်စာပေအကြောင်းရင်းနှီးစွာဆွေးနွေးကြသည်သူသည်ပဲခူးတိုင်းမင်းကြီးဖြင့်ပြောင်းရွှေ့သွားတော်လဲမိုးညိုတွင်ရှိနေသောယာယီမျိုးပိုင်းကျွန်တော်နှင့်စာဆက်သွယ်မပြတ်ခဲ့ပြီလွတ်လပ်ရရကလည်းတင်းစင်ယူ၍အင်္ဂလန်သို့မပြန်မီလေမိုးညိုသို့တကူးတကလာရောက်၍မိတ်ဆွေများနှင့်ကျွန်တော်အားနှုတ်ဆက်လေသည်သူအင်္ဂလန်သို့ရောက်သွားပြီးနောက်တွင်လည်း သူနဲ့ကျွန်တော်စာချင်းဆက်သွယ်မှုရှိခဲ့လေသည်ကိုတင်ထွန်းနဲ့ကျွန်တော်သည်မစ္စတာရစ်ချက်စာဖြင့်လမ်းညွှန်ထားသည့်အချိန်လန်ဒန်မြို့နှင့်မိုင်60ကျော်ခန့်ဝေးသည့်စွာလန်ဒန်မြို့ငယ်ကလေးသို့မိရထားပြောင်းစီရမည်လမ်းခွဲနေရာတွင် မပြောင်းမီပဲစကားတပြောပြောနှင့်ပါရှိသွားသောကြောင့်အတော်ခရီးပေါက်မှတပတ်ကျော်ပြန်လာနေရသည့်အတွက်ညနေဆောင်မှ စွာလန်ဒန်ဘူရာသို့ရောက်ရှိလေသည်ထို့မှာ အငားကားဖြင့်သူ့အိမ်သို့မေးမြန်းပြီးသွားရလေသည်ဘလို့ဖြစ်တာလဲကျုပ်ဖြစ်ရထားဆိုင်တိုင်းသွားကြည့်ွားတာသုံးငါရှိပြီပါမလာတော့ဒီနေ့တော့လာတော့မှာမဟုတ်ဘူးလို့ထင်နေတာဟုပြောရင်မစ္စတာရစ်ချက်သည်အိမ်ပေါက်မှစီးကြုံနေသည် သူ့ဇနီးကလည်းအာရဝမ်းသာပင် ကျွန်တော်တို့အားညနေစာဖြင့်အခရန်မိဖို့ရဲတွင်ချက်ပြုတ်ကျော်လွန်နေတော့သည်သူတို့တွင်တားနှစ်ယောက်ရှိတော်လဲကျွန်တော်တို့ရောက်ရှိစဉ်က အိမ်တွင်မရှိကြသဖြင့်အဖိုးကြီးဖွားကြီးကိုယ်တိုင်ပင်ကျွန်တော်တို့အားကျွေးမွေးဧကန်ရန်လောက်ကင်ဆောင်ရွက်နေကြရလေသည်သူတို့အဖိုးမြန်မာပြည်တွင်နေထိုင်သွားသောအချိန်ဤနှင့်ကြာချားနေလေပြီထမင်းပွဲတည်ခင်းသောအခါ မကြသေးခင်ကမြန်မာပြည်မှ သူယူဆောင်ခဲ့သည့်တရသည်တနတ်နှင့်ငပိကျော်များပါစပွဲပေါ်တွင် တွေ့ရှိရလေသည် သူသည် ကျွန်တော်အမေရိကန်သို့ထွက်ခွာမလာမီ၃လလောက်က မြန်မာပြည်သို့အလဲပတ်ရောက်ရှိလာခဲ့သည်သည်။တာယာဝရီတို့လည်းရောက်လာပြီးမိတ်ဆွေဟောင်းများနှင့်တွေ့ဆုံခဲ့သည်သည်။တရသည်တနတ်နှင့်ငပိကျော်များမှထိုစဉ်ကပေးလိုက်ကြသည်လက်ဆောင်များဖြစ်သည်ဟုပြောပြလေသည်။မြန်မြန်ကုံတော်မှဆိုလို့ကျုပ်တို့နည်းနည်းချင်းပဲစားတယ်ဟုမစ္စတာရစ်ချက်ကပြောကြလေသည်။ "तू ကငပိကျော်ပါမှစားလို့ကောင်းတယ်"ဟုသူ့ဇနီးကဝင်ပြောလေသည်။ထမင်းစားပြီးတော့ခါ သူမြန်မာပြည်မှရိုက်ကူးလာခဲ့သောရောင်စုံစလိုက်များကိုပြသ၍သူ့အတွေ့အကြုံများကိုပြောပြရင်မြန်မာပြည်ကို သူနောက်တစ်ခေါက်လာခြင်းသေးသည်ဟု ဆိုလေသည်ကျွန်တော်တို့သည်ည9နာရီခွဲရထားဖြင့်စွာရန်တမ်းမှပြန်ပြီးဖြစ်သောကြောင့်မစ္စတာရစ်ချက်သည်မော်တော်ကားကို ကိုယ်တိုင်မောင်း၍ဘူရာသို့လိုက်ပို့လေသည် အခန်း၃ဒီဇင်ဘာလ3ရက်နေ့တွင်လန်ဒန်မြို့မှ နနက်7နာရီခန့်တွင် လေရင်ဖြင့် ထွက်ခွာလာသည်ညနေပိုင်းယောမဆန်တော်ချိန်၃နာရီတွင်ယောမတို့ရောက်ရှိလေသည်ကျွန်တော်သည်လေးမြန်ကုမ္ပဏီမှစီစဉ်ပေးသည့်သူတို့ရုံးနှင့်မနီမဝဲရှိဟိုတယ်ငယ်တစ်ခုတွင်တဲခိုနေသည် နောက်တနေ့တွင်ကုလသမဂ္ဂဇာနယ်ရိတ်ခါနှင့်စိုက်ပျိုးရေးရုံးချုပ်တို့တွားရောက်ပြီးကျွန်တော်နှင့်တီဟောင်းကျွမ်းဟောင်းဖြစ်သော မစ္စတာဂျက်ကောဘီကို တွေ့ဆုံသည်သူသည် လဲယာမြေဆိုင်ရာပါရဂူတယောက်ဖြစ်လေသည်မြန်မာနိုင်ငံသို့လဲယာမြေဝေချမ်းရေးကိစ္စနှင့်ပတ်သက်၍နှစ်ခေါက်လာရောက်လေ့လာမှုသည်1954ခုနှစ်ဘန်ကောက်မြို့တွင်ကုလသမဂ္ဂဇာနယိတ်ခါနှင့်စိုက်ပျိုးရေးအခွဲမှကြီးမူးကျင်းပသောလဲယာမြေပြဿနာများဆွေးနွေးပွဲတွင်လည်းသူ့ကိုတွေ့ရှိပြီးတည်ကျွမ်းရင်းနှီးခဲ့ရသည် နောက်တစ်နေ့တွင်သူနှင့်နေလဲစားအတူစား၍ကျွန်တော်လေ့လာမှတ်သားခဲ့သမျှကိုပြောပြပြီး ကျွန်တော်၏အစီရင်ခံစာတစ်စောင်ကိုပေးရခဲ့သည်မစ္စတာဂျက်ကောဘီ၏အကူအညီဖြင့်နောက်နေ့များတွင်ထိုရုံးမှဌာနဆိုင်ရာကြီးကဲများနှင့် တွေ့ဆုံဆွေးနွေးရလေသည်အားလက်တော်ချိန်များ၌ယောမတမိုင်းတွင်ထင်ရှားသည့်နေရာများဖြစ်သောကလိုစီယန်ရိုမန်ဖိုယန်စိန့်ပီတာဘုရားရှိခိုးကျပုံရဟန်းမင်းကြီးတရင်300ဗာတီကန်မြို့တော်အဆရှိသောနေရာများသို့သွားရောက်လေ့လာကြည့်ရှုခဲ့သည် ဒီဇင်ဘာလရှိရနေ့ည7:00နာရီခန့်တွင် ရောမလေးစေးမှ လေရင်ပြစ်ထွက်ခွာလာ၍ကိုင်ရိုတွင်တထောက်နာပြီးဆက်လက်ပြန်တန်းလာရာကရာချီသို့ နောက်တစ်နေ့နက်9:00နာရီတွင်ရောက်ရှိလေသည်လေရင်သည်နေနေ့မျက်နှာချင်းဆိုင်ပြန်တန်းနေရသောကြောင့်အချိန်ကုန်မြန်လာသည်ကရာချီလေစိတ်တွင် တနေ့လုံးလိုလိုနားနေရပြီးနောက်ညနေဆောင်တွင် ထွက်ခွာလာခဲ့ရာရန်ကုန်မြို့သို့ဒီဇင်ဘာလ 10ရက်နေ့ညင်ဦးတွင်ရောက်ရှိလေသည်1959ခုဇွန်လ10ရက်နေ့တွင်ရန်ကုန်မြို့မှ အနောက်သို့ထွက်ခွာလာခဲ့သည်ယခုဒီဇင်ဘာလ10ရက်နေ့တွင် အနောက်မှရန်ကုန်သို့ပြန်ရောက်သည်6လတင်းတင်းပြည်သောနေ့တွင်ကဘာတပတ်ခရီးပြီးဆုံးခဲ့လေသည်နားဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။